မင်္ဂလာပါရှင်ကိတ္တတီလီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ KIO ဥက္ကဋ္ဌဘိုးချုပ်ကြီးကန်ရှောင်းဦးဆောင်ပြီးမဟာမင်းများနဲ့တွေ့ဆုံဆွေးနွေးတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကချင်လွတ်လပ်ရေးတမတော် KIO KIA ဒုတိယဥက္ကဋ္ဌဘိုးချုပ်ကြီးကွမ်တန်ကန်ချောင်းဦးဆောင်သည် KIO ကိုယ်စားလှယ်အဖွဲ့သည်ဧပြီလကုန်မှစ၍ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်ဝါဒေသတို့သွားရောက်ပြီးမဟာမိတ်တပ်များနဲ့တွေ့ဆုံဆွေးနွေးခဲ့ကြောင်းကချင်သတင်းရင်းမြစ်တချို့ကပြောပါတယ်။ ဗိုလ်ချုပ်ကြီးကန်ရှောင်း KIO အုပ်ချုပ်ရေးဌာနမှဘုံမူကြီးလက်ဖိုင်စောတော့မဟာမိတ်ဆက်ဆံရေးယုံတာဝန်ခံဘုံမူကြီးဗရနန်ဘုံမူကြီးစင်ဝါရှမ်းမြောက်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တာဝန်ရှိသူတို့ပါဝင်သည့်အဖွဲ့သည်ဧပြီလကုန်မှစ၍မဟာမိတ်များနှင့်တွေ့ဆုံရန်ခရီးစဉ်စတင်ခဲ့ပြီးမေလပထမပတ်တွင်ဝပြည်သွေးစည်းညွညွရေးပါတီ UWSP UWSA ဌာနချုပ်ပန်ဆန်းနိုင်ကျင်းပသည့်ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FVNCC အစည်းအဝေးတက်ရောက်ခဲ့သည်ဟုဆိုသည် အခြားမဟာမိတ်တပ်ဖွဲ့တွေကအစင်းမြင့်အရာရှိဘယ်သူတွေတက်ရောက်တယ်ဆိုတာမသိရှိရပါဘူးမဟာမိတ်တပ်ဖွဲ့ဝင်တွေတွေ့ဆုံဆွေးနွေးနေကြတယ်လို့ပဲသိရှိထားပါတယ်မဟာမိတ်တပ်ဖွဲ့ဝင်ကြားရောတပ်ဖွဲ့နဲ့တပ်ဖွဲ့တီးတန့်တွေ့ဆုံမှုလည်းရှိတယ်လို့တော့တချို့သတင်းရင်းမြစ်တွေကပြောဆိုကြပါတယ်ဟုကချင်စစ်ရေးနိုင်ငံရေးလေလာသူဦးစော်စံကပြောပါတယ်အခြားကချင်သတင်းရင်းမြစ်တအုပ်ကလည်း KNO ဒုတိယဥက္ကဋ္ဌဤမဟာမိတ်များနှင့်တွေ့ဆုံမှုခရီးစဉ်ရှိခဲ့ကြောင်းပြောပါရယ် ်မေ6ရက်နေ့က FPNCC တွေ့တယ်ဝါပီနယ်မှာဟုသတင်းရင်းမြစ်က ပြောသည်ဆက်လက်၍အဆိုပါသတင်းရင်းမြစ်ကတအောင်းနယ်ကလူလူအစည်းအဝေးပွဲလုပ်ဖို့ညှိနှိုင်းဖို့တည်ထောင်တွေ့ဆုံကြမှာပါရှန်တက် SSPB နဲ့ကတွေ့ပြီးပြီးမနေ့ကျင်းမြောက်လဲတော့မှတ်မှတ်မိတော့ဘူးဟုပြောသည် KIO ကိုစလေအဖွဲ့ပန်ဆန်း၌ FPNCC အဖွဲ့ဝင်များနှင့်စီးရေးနိုင်ငံရေးတွဲဆောင်ဆွေးနွေးမှုအပြီးရင်တန်းဖြင့်အပြန်လန်းခရီးတဲ့နေရာ၌ကချင်လူလူကကြိုးစုံနေသည့်ရုပ်သံမှတ်တမ်းကိုလည်း the kitchen substate media ကယနေ့ဖော်ပြထားပါတယ်ဒါကဝရီဝတက်ဖွဲ့တွေဝစစ်သားတွေကြားထဲမှာညှက်လာတယ်နော်ဒါကကချင်စစ်သားဟုရုတ်တံတွေအမျိုးသားတအုပ်ကရင်တန်းပါတက်ဖွဲ့ဝင်များကိုကြည်ပြီးပြောဆိုနေတဲ့ကိုကြားရသည်ပန်ဆန်နိုင် FENCC အစည်းအဝေးကျင်းပခဲ့သည်ဆိုသောသတင်းနှင့်ပတ်သက်ပြီးဝတက်ဖွဲ့တာဝန်ရှိသူထံဆက်သွယ်မေးမြန်းထားဆဲဖြစ်သည် FENCC သည်ဝတက်ဖွဲ့ UWS A Myla NDAA Shan SSPP Kachin KIO တအောင် TNLA ကိုကန် MNDAA ရခိုင် AA တို့ဖြင့်ဖွဲ့စည်းထားခြင်းဖြစ်သည် KIO ဒုတိယဥက္ကဋ္ဌဦးဆောင်သည့်အဖွဲ့ဤခရီးစဉ်နှင့်ပတ်သက်၍ KIO KIA သတင်းကြန့်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူထန်ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည် အတိကတော့ FPNCC အဖွဲ့ဝင်တွေနဲ့စစ်ရေးနိုင်ငံရေးနဲ့ပတ်သက်တဲ့ဟာတွေလက်ရှိမဟာမိတ်တပ်ဖွဲ့ဝင်တွေအကြားမှာနေမည်အငင်းပွားမှုကိစ္စတွေနဲ့ပတ်သက်ပြီးသူတို့တွားရောက်တွေ့ဆုံဆွေးနွေးတယ်လို့သိရှိထားပါတယ်ဟုဦးစော်စံကပြောပါတယ်ဆွေးနွေးမှုများ၌မိတိသဘောတူညီကြံ့ကြာရရှိသည့်ကိုမူအသေးစိတ်မသိရှိနိုင်သေးဘူးဟု၎င်းကပြောပါရယ်။ရှမ်းမြောက်ရဲ့စည်ရင်းနိုင်ငံရဲ့အခြေအနေကတော့ SSPB ရဲ့ KIA ရဲ့ TNL ရဲ့သုံးဘက်ကတော့စည်ရင်းနိုင်ငံရဲ့အမြန်ဆုံးပူးပေါင်းတင်ပါရယ်။အထူးသဖြင့် KIA နဲ့ TNL တက်ညီလက် န်ညီစည်းရေးမှပူးပေါင်းဆောင်ရွက်တဲ့အချိန်ရောက်ပါပြီဟုဦးစော်စံကပြောပါတယ်မဟာမိတ် KIO နဲ့ TNL အကြားရှမ်းမြောင်းလာညီပြင်းပြဿနာအချို့ဖြစ်ပွားခဲ့ရာရင်းကိစ္စအပါဝင်မဟာမိတ်အဖွဲ့အချင်းချင်းအကြားဗဟုအဆင့်ခေါင်းဆောင်များတွေ့ဆုံဆွေးနွေးရန်ပြည်စင်ညှိနှိုင်းနေကြောင်း KIO နဲ့ TNL တို့ကအတည်ပြုထားပါတယ် ဆက်လက်ပြီးအာရှလမ်းမကြီးပေါ်ရှိအောင်စရစစ်ကြောင်းဤနောက်တန်းကိုကယ်ရေးတက်စကန်အားတော်လန်ရေးပူပေါင်းတက်သိမ့်ပိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ကရင်ပြည်နယ်ကော့ကရိတ်မြို့အနီးအာရှလမ်းမကြီးပေါ်၌စစ်ကောင်စီဤအောင်စရစစ်ကြောင်းနောက်တန်းကိုကယ်ရေးတက်စကန်အားတော်လန်ရေးပူပေါင်းတက်များကယနေ့မေလ14ရက်တွင်သိမ့်ပိုက်ရရှိခဲ့ပါတယ်။ကော့ကရိတ်မြို့နယ်နှမိုင်ကျော်အကွာရှိအောင်စရစစ်ကြောင်းဤနောက်တန်းကိုကဲရေးတက်စခန်းဟာအမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA PDF ပူးပေါင်းတပ်များကတင်ပိုက်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီမနက်လည်းနေရာတစ်ခုထပ်ရတဲ့အာရှလမ်းပေါ်ကကွန်ကရစ်အနီးတနေရပါဟုလူလူຫນွေဦးဤစီရေသတင်းရင်းမြစ်ကပြောပါတယ်။စကန်သိန်းတိုက်ပွဲအတွင်းစစ်ကောင်စီတပ်တေဆုံးမှုရှိသည်ဟုလည်း၎င်းကပြောသည်။သို့သောစစ်ကောင်စီတပ်တေဆုံးမှုအရေးအတွက်နှင့်တိုက်ပွဲအတွင်းလက်နက်ခဲယမ်းများရရှိမှုအပေါ်ပြောဆိုခြင်းမရှိပေ 2024ဧပြီကကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့ PDF ပူးပေါင်းတပ်များကမြောက်ဝတီမျိုးရှိတင်ကန်းညီနောင်ပြူဟာ၄ကီကွန်နဲ့မြောက်ရီမျိုးဆောင်တက်ခမာယာ285တရင်အားတိုက်ခိုက်သိမ်းပိုက်ခဲ့သည့်အဆူပါနီယာများကိုပြန်လည်ထိန်းချုပ်မိဟုဆိုကာ အနာသိန်းစစ်ကောင်စီဒူကောင်ဆောင်ဒူပိုချုပ်မှုကြီးစိုးဝင်းကိုတိုင်းကိုခဲ့သည့်နိုင်ငံတော်အစင်အောင်စရစစ်စင်ရေးဟုအမည်ပေး၍တမ55ဦးဆောင်သောအင်းအား1200ခန့်ပါအောင်စရစစ်ကြောင်းသည် AP 9ရက်မှစ၍ဖန်အန်နှင့်မော်လမြိုင်မြို့မှကြီးတက်လာခဲ့သည်။လေးရက်ဖြင့်မြောက်ရီမြို့အရောက်ကြီးတက်မည်ဟုကြွေးကြော်ခဲ့တော်လဲတနစ်ကြော်ကြသည့်အထီးဒေါနာတောင်ပေါ်ဒေါနာရေတကွန်တွင်ရှေ့ဆက်မတိုးနိုင်တော့ပဲပိတ်မိနေခြင်းဖြစ်သည်။ ထို့သောပိတ်မိနေသူများအားအင်အားဖြစ်တင်းရန်အောင်စီရစစ်ကြောင်းဤနောက်တန်းကိုကဲရီတက်စခန်းအဖြစ်ကော့ကရိတ်မြို့အတွက်အာရှလမ်းမကြီးပေါ်တွင်စစ်ကြောင်းစတင်ထိုးသည်2024 April ကထိုင်ချတက်ဆွဲထားခဲ့သည်အဆိုပါနောက်တန်းတက်စခန်းအား KNL PDF ပူးပေါင်းတပ်များကဖိတ်ဆို့ဖြတ်တောက်ထားပြီးနောက်တော်လရေးပူးပေါင်းတပ်များကမေလ13ရက်တွင်စတင်ထိုးစစ်ဆင်တိုက်ခိုက်ပြီးယနေ့မေလ14ရက်နံနက်ပိုင်းတွင်တင်ပိုက်ခဲ့ခြင်းဟုလူလူနေဦးဤနောက်ထပ်စစ်ရေးတရင်ရင်းမြစ်အုပ်ကပြောပါတယ် ဒေါနတောင်ပေါ်ကတော့ငြိမ်သွားပြီးပိတ်ဆို့ထားလိုက်ပြီးအောက်ဘက်မှာတော့ပွဲတော်လေးကျန်းနေတယ်ဟုကော့ကရိတ်ဒေတာရှိ PDF ရဲဘော်တအူးကပြောပါတယ်။ကရင်အမျိုးသားအစည်းအရုံး KNUE တပ်မဟာ6နေမြေရှိကော့ကရိတ်မြို့ဝင်းချင်နဲ့ကော့ကရိတ်မြို့မှာဒေါနတောင်ပေါ်တောနောရေတကုံအတီနေရာယူထားသောအောင်စရက်စစ်ကြောင်းအား KNL PDF ပူးပေါင်းတပ်များကအပိုင်းလိုက်ဖြတ်တောက်ထားပြီးယခုလပိုင်းအတွင်းအဆိုပါနေရာများတွင်နေစဉ်တိုက်ပွဲများပြင်းထန်နေသည်ဟုကရင်စစ်ရေးတရင်ရင်မြက်ကပြောထားပါတယ်။ ကော့ကရိတ်မြို့တောင်ပိုင်းနှင့်မြောက်ပိုင်းနေရာများတွင်တိုက်ပွဲပြင်းထန်နေပြီးကော့ကရိတ်နှင့်ကြုံတိုးလမ်းပိုင်းတခြားတွင်လည်းတိုက်ပွဲပြင်းထန်နေသည်ဟုဆိုသည်ပြီးခဲ့တဲ့ဧပြီတတိယအပတ်အတွင်းကတော့ကော့ကရိတ်မြို့အဝင်ရှိစစ်ကောင်စီ MS-12 စစ်စင်ရေးကိုကဲမှုဌာနချုပ်အနေတွင်တိုက်ပွဲရက်ဆက်ပြင်းထန်ခဲ့သည်။အဆိုပါနေရာအနီးရှိစစ်ကောင်စီရင်ခွဲတောင်စကန်းကိုလည်း KNL PDF ပူးပေါင်းတပ်များကသိမ်းပိုက်ရရှိခဲ့သည်။ ။ထို့ပြင် ကော့ကရိတ်မြို့နယ်ရှိကော့ကရိတ်ကျုံတိုးလမ်းပိုင်းတွေလည်းတိုက်ပွဲများပြန့်ထန်နေပြီးတော်လန်ရေးပူပေါင်းတပ်များကအဆိုပါလမ်းပိုင်းရှိစစ်ကောင်စီစခန်းတချို့အားတိမ့်ပိုက်ထားသည့်ဟုလူမှုຫນွေဦး၏အခြားသတင်းရင်းမြစ်ကပြောပါတယ်။ကော့ကရိတ်ကျုံတိုးလမ်းပိုင်းရှိ၃တိုင်၄တိုင်၅တိုင်စတဲ့နေရာများရှိစစ်ကောင်စီစခန်းများအားတင်ပိုက်ရရှိထားပြီးကျုံတိုးမြို့အနီးရှိ၉တိုင်၌စစ်ကောင်စီကခန့်စစ်ပြင်ခုခံနေသည်ဟုဆိုသည် တိုက်ပွဲပြင်းထန်နေသည့်ကော့ကရိတ်မြို့တွင်စစ်ကောင်စီကမြို့ခံပြည်သူတထောင်ကျော်အားတစားကန်အဖြစ်ထိန်းထားပြီးမြို့ပြင်သို့ထွက်ခွင့်မပေးတော့ပေ KNL PDF ဖူပေါင်းတံများသည့်ကော့ကရိတ်မြို့ဝင်းချင်းအားပိတ်ဆို့ထား၍မြို့သိမ်းတိုက်ပွဲဖြစ်လာသည့်အပေါ်ကြောက်လန့်နေသည့်စစ်ကောင်စီကမြို့နေပြည်သူများအားတစားကန်အဖြစ်ပိတ်ဆို့ထားခြင်းဟုကရင်စစ်ရေးတရင်ရင့်မြစ်တအူကသုံးသပ်ပါသည် ကော့ကရိတ်မျိုးရှိမြို့မဖုံးတော်ကြီးကြောင်းဆရာတော်ကပြည်သူများအားထွက်ခွာခွင့်ပေးရန်စစ်ကောင်စီထံတောင်းဆိုတော်လဲစစ်ကောင်စီကလက်မခံကြောင်းကရင်စစ်ရေးတရင်ရင့်မြစ်ကပြောပါရယ်ထို့အပြင်ကော့ကရိတ်ဒေသ၌စစ်ကောင်စီတပ်သားအများအပြားအလင်းဝင်လာနေကြောင်းလဲစုံစမ်းသိရှိရပါရယ်ကော့ကရိတ်မြို့တိန်တိုက်ပွဲကိုတော်လန်ရေးပူပေါင်းတပ်များက2023ဒီဇင်ဘာတရက်တွင်စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည့် လေးလတာတိုက်ခိုက်ခဲ့ပြီးနောက်မြို့ဤ80ရာခိုင်နှုန်းအတီတော်လန်ရေးတံများကတိမ့်ပိုက်ထိန်ချုပ်ထားပြီးစစ်ကောင်စီတပ်ကမြို့လယ်ရှိအမှတ်69ချင်းလျင်တပ်ရင်ဌာနချုပ်နေရာ၌သာစုဝေးနေရသည်။ကြံပိုင်းများကို PDF များကထိန်ချုပ်ထားခဲ့သည်။ သို့သော2024ဧပြီလပိုင်းတွင်စစ်ကောင်စီကအင်အားအလုံးရင်ဖြင့်ထိုးစစ်ဆင်ခဲ့၍တော်လန်ရေးတပ်ဖွဲ့များကမြို့တွင်မှစုခွာပေးခဲ့ရသည်သို့သော2025ဖေဖော်ဝါရီလကစပြီးတော်လန်ရေးတမားကကော့ကရိတ်မြို့ဝင်ချင်းကိုပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်လာရမှာနေစဉ်တိုက်ပွဲများပြင်းထန်လာခဲ့သည်ဆလပီစကိုင်းတွင်စာတင်ကျောင်းကိုစစ်တပ်လေးကျောင်းတိုက်ခိုက်တဲ့ဖြင့်ကလေးများတေဆုံးမှုအပေါ်ကုလအတွင်ရေးမှုချုပ်ကစိုးရိမ်ပြီးအကြမ်းဖက်မှုကိုရှုံချတဲ့ဆိုတဲ့သတင်းကိုထင်ဆက်ပြီးတော့မှဖြစ်ပါတယ် စကိုင်းတိုင်းတွင်စာသင်ကျောင်းကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်သဖြင့်ကလေးများတေဆုံမှုအပေါ်ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီကူရာရက်စ်ကစိုးရိမ်ကြောင်းထုတ်ဖော်ပြောဆိုလိုက်ပြီးအကြံဖတ်မှုကိုရှုံချကြောင်းကုလသမဂ္ဂကတရားဝင်သတင်းထုတ်ပြန်ပါရယ်မေလ12ရက်နေ့စကိုင်းတိုင်းဒီပဲရင်မြို့နယ်ရှိစာသင်ကျောင်းကိုစစ်ကောင်စီတပ်ကလေရင်ဖြင့်ပုံကျဲချခဲ့ပြီးကျောင်းသားကျောင်းသူကလေးငယ်22ဦးနဲ့ဆရာမ2ဦးစုစုပေါင်းလူ24ဦးတေဆုံခဲ့ခြင်းဖြစ်သည့် ငလင်လောက်ခတ်မှုခံခဲ့ရတဲ့စကိုင်းတိုင်းဒေသကြီးအတွင်ကစာတင်ကြောင်တစ်ခုကိုမြန်မာစစ်တပ်ကလေးချောင်းတိုက်ခိုက်မှုအပေါ်အထွေထွေအတွင်ရေးမှုချုပ်ကစိုးရိမ်မိကြောင်းနဲ့အခုလိုလေးချောင်းတိုက်ခိုက်မှုကြောင့်ကလေးငယ်တွေသေဆုံးဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။ညီငလင်ကြောက်ကယ်ဆယ်ရေးလုပ်ငန်းများအဆင်ပြေချုံးမွေစေဖို့မြန်မာစစ်တပ်ကအပြည့်ခတ်ရက်ဆယ်ရေးကိုမေလ31ရက်အထိတက်တန်းထိုးတယ်လို့ကြေညာထားပေမဲ့တည်ပြစင်ဖြစ်ပွားခဲ့ပါတယ်။ လက်နက်ကင်ပြိပခဖြစ်နေချိန်မှာစာတင်ကျောင်းတွေကိုအကာအကွယ်ပေးရမှာဖြစ်ပြီးဘုံမကျဲပဲကလေးညားကို စာတင်ဖို့စာတင်ကျောင်းတွေကလုံခြုံမှုရှိရပါတယ်အထွေထွေအတွင်းရမှုချုပ်ကအကြမ်းဖက်မှုပုံစံအလုံးကိုရှုံချပြီးပြည်ပဆိုင်ရာလူသားချင်းစာနာမှုဥပဒေအရအယက်သားတွေကိုကာကွယ်ရေးကအဓိကစံတန်ဖိုးဖြစ်တဲ့ဆိုတာကိုထပ်မံအတည်ပြုပါရဲဟုကုလသမဂ္ဂအထွေထွေအတွင်းရမှုချုပ်ဤပြောခွင့်ရပုဂ္ဂိုလ်စတက်ဖန်ဒူဂျယ်ရစ်ကမေလ12ရက်နေ့တွင်ထုတ်ပြန်ပြောဆိုခဲ့ပါတယ် ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တပ်မတ်ကြီးဦးကျော်မိုးထွန်းကလည်းဒီပေရင်မြို့နယ်ရှိစာတင်ကျောင်းကိုစစ်တပ်ကလေးကျောင်းတိုက်ခိုက်မှုကြောင့်ကလေးငယ်များနှင့်ဆရာမများထိဆုံးခဲ့မှုအပေါ်တပ်တီအထောက်အထားဓာတ်ပုံများနှင့်တကွာကုလသမဂ္ဂအထွေထွေအတွင်ရေးမှုချုပ်တန်းသို့တင်ပြလိုက်ပြီးကုလသမဂ္ဂဆိုင်ရာအစည်းအဝေးများတွင်လည်းတရားဝင်ထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။စမိုင်းသတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။